အလှူတွေကိုအမပို့ပြီးတော့လှူကျင်တယ်ပေါ့နော်ကာလဒါနာဆိုတာတကယ်လိုအပ်တဲ့ဟာပေါ့တကယ်လိုအပ်တဲ့နေရာပေါ့ဆရာမတဲ့အခုအစ်စ်ပေါ်တဲ့စက်တွေက10မိနစ်လောက်ပဲတခါတခါပြီးတော့တခါပေါင်းရင်3စုံ3စုံထွက်တယ်ပေါ့အဲ့တော့အဲ့ဒါလေးရကျင်နေတဲ့ဆိုရကျင်နေဆိုတော့ဆရာမတို့ဈေးနှုန်းမေးလိုက်တာပေါ့နော်ဈေးနှုန်းမေးလိုက်တော့3950ဆိုတော့အရေးပေါ်လဲလုံးနေတယ်လေပါဆိုတော့ ်ဦးနာအရန်များတယ်ကိုဗစ်ကလာတော့အောက်ဆီဂျင်ဆက်ရည်ဘူးလှူထားတာရှိတယ်အဲ့ဒါတတိယတော့အမသမီးရေလို့အဲ့ဒီပေါင်းဦးလေးလှူပေးနိုင်လားဆိုသူကလည်းမဆိုင်တော့ချင်းချင်းအကြောင်းပြန်တယ်အဲသမီးလှူပေးပါမယ်တဲ့ဆိုတော့လေဝင်းလဲတာတာပေါ့နော် တော့ तू ကတော့မွေးတော့ကအမားတို့ကတော့ဘာကြီးရဲ့ကျမတော့မဟုတ်ဘူးပေါ့နော်ဟိုလာချင်းကောင်းတဲ့ကလေးလေးဆိုပြီးတော့အမားတို့ကရွှေတစ်ပတ်ကလေးခြုံပေးလိုက်တာပေါ့ကိုပိကလာလူထားတဲ့အလူကခုချိန်ထိပေါ့နော်အဲ့လိုဆရာမကြီးပြောသလိုပဲတစ်သက်လုံးအမြဲရေရှည်ပီတိဖြစ်နေရတဲ့အလူပေါ့ ရတော့ပေါ့နော်မျက်စိခွဲတဲ့နေရာမှာအမအားတို့အသုံးပြတဲ့ ်ပေါ့ instrument တွေပေါ့เนาะအဲ့ instrument တွေကိုစေးတဲ့ပေါင်းတဲ့ autoclave ဆက်လေးပါအဲ့ဆက်လေးကဟိုအခုချိန်မှာပေါ့เนาะဒီပြမဆိုးမှာလည်းမျက်စီတွေခွဲပေးနေရပေါ့ဒီစနေတင်းကနွေမှာလူနာတွေကြည့်ပြီးတော့မျက်စီတွေခွဲပေးနေတဲ့အချိန်မှာဒီဆက်ကလေးကခွဲစိတ်ခံအတွက်လူနာတွေများလာတဲ့အချိန်မှာပစ္စည်းတွေကိုပေါ့နော်ပိုးတက်ဖို့လိုအပ်တဲ့အတွက်ဒီဆက်ကအေးပေါ်ဆရာမကြီးတို့ကလည်းလိုအပ်တယ်လို့ပြောလို့အမားတို့ကလှူပေးတာပါရှင် ာတော့အလူတွေတော့အများကြီးလုပ်တယ်ပေါ့နော်အဲရည်ရွယ်ချက်ကတော့ကာလဒါနအလူတွေကိုအမပို့ပြီးတော့လူကျင်တယ်ပေါ့နော်ကာလဒါနဆိုတကယ်လိုအပ်တဲ့ဟာပေါ့တကယ်လိုအပ်တဲ့နေရာပေါ့လိုအပ်နေတဲ့နေရာတွေကိုအမလူကျင်တဲ့ရည်ရွယ်ချက်ရှိပါတယ်ဆရာမကြီးကလည်းအမတို့စေချောင်းတက်တော့အမတို့ရဲ့အမတို့စာတင်ပေးတဲ့ ဆီယမာကြီးပါအဲ့တော့ခါကြတော့ဆီယမာကြီးကလည်းဒီပြမဆိုးအတွက်ဒီဆက်ကလေးကိုလိုတယ်ဆိုတဲ့အချိန်မှာအမားတို့ကလည်းလှူပေးမယ်ဆိုပြီးတော့မှလိုအပ်နေတဲ့နေရာကိုလှူခြင်းနဲ့ဆန္ဒလေးနဲ့ပဲလှူတာပါအနောင်ကတော့ထရီယောဂလေးကုတယ်နောက်ကြတော့အထုကုတွေ10မျိုးပါလာတယ်အဲ့ဒီအထုကုတွေထဲမှာမှာเนาะမျက်စိတို့နားနှာခေါင်းတို့ကြောက်ကတ်တို့ ตัวเนาะเนาะอเตအရေးပြအရင်တော့ဆိုရင်စိတ်ကြမ်းမှရေးတောင်ရှိတယ်အကျော်အစ်စ်เนาะအဲ့လိုဟာလေအလုံး10မျိုးပေါ့အထူးက10မျိုးရှိတယ်အဲ့တော့အဲ့ဒီထဲမှာအခုမျက်စိအထူးကဆီမတ်ရရဲ့အဲရှီမာဆီမတ်တပည့်ပါပဲဒီမျက်စိဆေးုံကြီးရဲ့ဘမခဌာနာမှုကိုတိုင်သူ့တပည့်တွေနဲ့လာခွဲပေးတယ်ပေါ့เนาะအရင်ကတော့ ဆံမတို့ကပြပလူနာဆို90လောက်ပဲကြည့်ရတယ်အခု190လောက်ကြည့်ရတယ်အများများလာတာပေါ့လူနာနောက်တကခွဲတယ်ဆိုလဲခွဲကန်းနေမှာခါတိုင်းက10ယောက်လောက်ခွဲရတာအခုက60 90ခွဲရတာဖြစ်လာပစ္စည်းတွေရော လူတွေရောအကုန်တိုးရတာပေါ့နော်အခုအဆောက်အဦလဲတိုးရတယ်နောက်အခုဒီဘက်ကအဆောက်အဦလေးကသေးနေလို့အခုငါတို့ဟိုဘက်ကလေးဓာတ်ဆောင်ကြီးပေါ်မှာ အခုကအောက်ထပ် OBD အပေါ်ဓာတ်ကို ခွဲကန်း အသစ်ဆောက်ရတယ်အခုအသစ်လောက်ရတယ်ပေါ့အသုံးပြုတဲ့ပစ္စည်းကိရိယာတွေအကုန်လုံးပိုးတက်ထားတာပဲတုံးရတယ်လေခွဲကန်းဆိုတော့လေအဲ့တော့အဲ့ဒီပိုးတက်တဲ့ပေါင်းအိုခေါ်တာပေါ့နော်ပေါင်းတဲ့ဆက်ပေါ့အဲ့အဲ့ဆက်ကမားတို့ရှိမှာအရင်ရှိတာကအရင် model အဟောင်းဆိုတော့သူကတခါတခါပိုးတက်နေနိုင်ဝဲလောက်ကြတယ်ပေါ့အဲ့တော့လူနာအရမ်းများလာတော့အရင်မမီဘူးနော်အဲ့ဒီကမှာအဲဆရာမကြီးကဆရာမတဲ့အခု အစ်စ်ပေါ်တဲ့စက်တည်းက10မိနစ်လောက်ပဲတခါတခါပြီးတော့တခါပေါင်းရင်3စုံ3စုံထွက်တယ်ပေါ့အဲ့တော့အဲ့ဒါလေးရကျင်နေတဲ့ဆိုရကျင်နေဆိုတော့ဆရာမတော်ဈေးနှုန်းမေးလိုက်တာပေါ့နော်ဈေးနှုန်းမေးလိုက်တော့သိန်း950ဆိုတော့အရေးပေါ်လဲလုံးနေတယ်လေပါဆိုတော့ဒူနာအရန်များတယ်နော်ကိုနိုင်တော့ပဲဆိုပြီးရှော့လို့လည်းမရဘူးအများကြီးလူနာတွေကရေးပေါ်ကိုခွဲဖို့လူနာတွေဖြစ်ဖြစ်နေတယ် နောက်ထပ်တချို့ကလည်းရဝေးရလာတော့နောက်ထပ်ထပ်ရချင်းမှုမဖြစ်နိုင်ဘူးလေအဲ့တော့ခွဲပေးနေရတာပေါ့အဲ့တော့ဒီပေါင်းအိုးလေးကမရှိမဖြစ်လိုအပ်တာဖြစ်လာတာပေါ့အဲ့ဒါနဲ့ဆရာမကလည်းဟိုဆရာမတပည့်ဒေါက်တာတီတာမြင့်ကဆရာမတို့ရှိမှလည်းကိုဗစ်ကာလတော့အောက်ဆီဂျင်ဆက်ရည်ဝင်လှူထားတာရှိတယ်အဲ့ဒါတတိယတော့အမတတိယတော့ပြီးတော့တမီးရေလို့ အဲ့ဒီပေါင်းအိုလေးလှူပေးနိုင်လားဆိုသူကလည်းမဆိုင်တော့ချင်းချင်းအကြောင်းပြန်တယ်အဲအမိလှူပေးပါမယ်တဲ့ဆိုတော့လေဝင်းလဲတာတာပေါ့နော်ဘာဆိုတော့ဒါကလူနာအများကြီးကို အတွက်ကိုစင်ဆက်မပြတ်ကုသိုလ်လှုပ်ပေးနိုင်တာကုသိုလ်ကအဆက်မပြတ်ရနေမှာပေါ့နော်အများကြီးအတွက်လည်းအကျိုးရှိတယ်လေအဲကြောင့်အမတို့ကအရန်ကိုဝမ်းသာရတာကျေးဇူးလည်းအများကြီးတင်ရတယ် အခုဆိုလဲမျက်စိခွဲမဲ့လူနာတွေအတွက်ဆိုရင်ဒီဆက်ကပေါ့နော်ပိုးတက်တဲ့ဆက်ကအမှန်တကယ်လဲလိုအပ်တယ်ပြောခါကြတော့ကိုလူလိုက်တဲ့အတွက်ကြောင့်မို့လို့သူတို့ဟိုအလောက်ကလေအလောက်ကခྱི་မဖင့်တော့ဘဲနဲ့မြ мян ခွဲကန်းဝင်မြ мян မျက်စိလူနာတွေဆိုရင်ဘလို့အရေးပေါ်တွေပေါ့နော်အကုန်လုံးခွဲစိတ်နိုင်နေဆိုတဲ့အတွက်ကြောင့်မို့လို့တိုင်းမတိဝမ်းသာပါတယ်အမှားတော့လေဟုတ် ချိန်ထိအမတို့လှူထားတာကဘလို့ PD ဖြစ်ရလဲဆိုတော့အမတို့ဒီပြမဆိုးလှူလိုက်တယ်ဆရာမကြီးတို့စီမှာအောက်ဆီဂျင်ဆက်ယုံကိုလှူလိုက်တဲ့အချိန်မှာကိုဗစ်ကာလာတုန်းကလည်းအောက်ဆီဂျင်နေပေးနိုင်ခဲ့တယ်ပေါ့နော်လူနာတွေရောအများကြီးပါပဲအမတို့မိသားစု ကိုဗစ်ဖြစ်တော့တောင်မှဒီမြမဆူကနေပဲအောက်ဆီဂျင်နေမှလို့ယူခဲ့ရတာဆိုတော့လေကျန်တဲ့မိသားစုတွေနဲ့အဲ့လိုပဲဒီအောက်ဆီဂျင်နဲ့ပဲအသက်ဆက်ခဲ့ကြရတာပေါ့နော်အဲ့ကိုဗစ်ပြီးွားတဲ့ချိန်မှာလည်းအခုအောက်ဆီဂျင်ဆက်ယုံကြီးရလဲဆရာမကြီးထပ်အမြင် run နေတာနော်ဆက်ပြီးလဲပတ်နေတဲ့ချိန်မှာအခု40လီတာအိုးဆိုရင်အလုံး6000ကျော်ရှိပြီပေါ့နော်အဲအလုံး6000ကျော်ရှိပြီဒီထွက်နေရပေါ့ဒီအခုဒီမှာကြောက်ကက်ဆေးတဲ့လူနာတွေအတွက်လိုအပ်တဲ့အောက်ဆီဂျင်တွေလည်းပေးနိုင်တယ်တခြားပေါ့နော်ဥမာဟိုအပြင်ပါ ားကဆေးရုံနေပဲဖြစ်ဖြစ်ဆေးကန်းနေပဲဖြစ်ဖြစ်လိုအပ်တဲ့အောက်ဆီဂျင်တွေကိုလည်းပြမစိုးရနေပြီးတော့ပေါ့နော်ဟိုညပေးနိုင်နေပေါ့လိုညပေးနိုင်နေတဲ့အတွက်အတိုင်းမသိဝမ်းသာတယ်ပြီးတော့ခါကြကြည်လဲကြည်နူးရတယ်ပေါ့ကိုပစ်ကလာလှူထားတဲ့အလှူကခုချိန်ထိပေါ့နော်အဲ့လိုဆရာမကြီးပြောသလိုပဲတသက်လုံးအမြဲရေရှည်ပီတိဖြစ်နေရတဲ့အလှူပေါ့တတလီကတော့သူကတော့မွေးတော့ကအမားတို့ကတော့ ဘာကြီးရဲ့ကျမတော့မဟုတ်ဘူးပေါ့နော်ဟိုလာချင်းကောင်းတဲ့ကလေးလေးဆိုပြီးတော့အမတို့ကရွှေတပတ်ကလေးခြုံပေးလိုက်တာပေါ့ဒါပေမဲ့ line ပေါ်မှာအဲ့လိုပောက်သွားတာပေါ့နော်အမအကောင့်မှာပါပဲဒီတိုင်းအမတို့တူလေးကိုပေါ့နော်အဲသားလေးကိုတော့ဖုံးရှိန်ထက်ဆိုပြီးတော့နာမည်ပေးပြီးတော့သူ့ရဲ့ဒီနေရာတလားပြည့်တဲ့နေ့ပေါ့အဲသူ့တလားပြည့်တဲ့နေ့ဆိုတော့ခါကြတော့အဲသူ့မွေးနေ့လေးအလှလေးလည်းဖြစ်အောင်ပေါ့အမဟိုတလောအားဆိုရင်သူ့ရဲ့ဟိုပေါ့နော်သူ့အလှလေးဖြစ်အောင်လို့ကြောက်ကက်ခွဲစိတ်လူနာတယောက်ကိုလည်း အမခွဲစိတ်ခံကသိန်း280လူထားပါတယ်အခုလဲဒီတလားပြည့်မှာပေါ့နော်ဒီကြောက်ကက်လူနာတွေပေါ့အခုဇမားကြီးတို့ဒီနေ့စေးတဲ့ကြောက်ကက်အဲကြောက်ကြောက်ကက်လူနာ64ယောက်စာသိန်း90ကျော်လဲဒီနေ့ထပ်ပြီးတော့လူပါတယ်ဒီဆက်အပြင်ပေါ့နော်နောက်ပြီးတော့အမမိဘတွေကိုအခုခေါ်လာတဲ့အချိန်မှာ ဒီမှာဆ iam မကြီးတို့စီမှာရေရေတွင်းပေါ့เนาะဆ iam မကြီးရေတွင်းတူးဖို့လိုအပ်နေရပေါ့ဟုတ်လဲဆိုကြောက်ကက်ဆေးတဲ့လူနာတွေရောဒီလူနာတွေအသုံးပြုဖို့ရောပေါ့เนาะရေရကြတော့ရေတွေရေတက်နေရတုံးရတာပေါ့เนาะတုံးရတော့ခါကြတော့အရင်ရေတွင်းနေရလဲနည်းနည်းကောသွားတော့အခုထပ်ပြီးတူးဖို့လိုအပ်တဲ့3300ချော်လဲအမအမေကလည်းအခုကြည်ရင်နဲ့သူလှူခြင်းနေဆိုတော့လေမမတို့အရာကြီးလဲဆက်လှူဖို့ရှိပါတယ် ပြောရရင်လုံးဝအလှမပေါ်ယက်တီရတဲ့အသိန်းပေါ့နော်ဘယ်ရမှထောက်ပံ့လဲရတာမဟုတ်တော့ဒီအလှရှင်တွေရဲ့စေနာမေတ္တာတော့အမတို့ရဲ့ဒီပြမစိုးရဲ့လိုကိုကိုကပြမစိုးဆိုတာပြမစိုးတရား၄ပါးပေါ့နော်မေတ္တာကုဏာမုဒိတာဥပိ္ပခာဒီ၄ပါးကိုမူတည်ပြီးတော့အမတို့လည်းလက်ကင်ထားလောက်ရတယ်ထို့အတူပဲလူရှင်တွေလည်းလက်ကင်ထားပြီးလာလှူကြတာပေါ့ ဲ့တော့ဒီလူရှင်တွေရဲ့ကျေးဇူးအများများတာပေါ့ဒီငွေတွေလားမလို့ရင်ကျွန်မတို့ဘာမှလုပ်လို့မရဘူးလောက်လှုပ်ချင်လှုပ်ချင်နေလှုပ်လို့မရဘူးလေအမှန်တူကနော်အဲ့တော့ဒီလူရှင်တွေကိုတကြောင်အမြဲတမ်းကျေးဇူးတင်တဲ့စိတ်နဲ့အမြဲတမ်းလဲဟိုဝန်တာပီတိဖြစ်တဲ့စိတ်ဟိုလူရှင်တွေဝန်တာတာမဟုတ်ဘူးအမတို့ကလည်းလားလူပြီးဆိုရင်ကိုဝန်တာနေရတာတနေ့တနေ့လဲလူရှင်တိုင်းပြောရတာပေါ့နော်ဘာလို့ဆိုကုန်ချစိတ်တွေအများများတာလေအဲ့ဒါ ဟိုလိုက်စင်ဟိုတိန်းထောင်နဲ့ထောင်ကဂျာထဲမှာကုန်နေတာကုန်နေတော့အမတော်ကအဲ့ဒါလေးအလီမီအောင်မနေလှုပ်နေရတာပေါ့တခုခုတောင်းတလိုက်ရင်ဒါလေးလှုပ်ချင်လိုက်တာအဲလူရှင်ပေါ်ရင်ကောင်းမှာပဲဆိုပေါ်လာပေါ်ပေါ်လာတယ်အဲ့ဒါလေးတခုတော့ကိုယ်မှကံကောင်းနေပေါ့နော်ဟိုဒါလေးမေတ္တာစင်တာအကျိုးပေးတယ်လို့ပြောမှာပေါ့နော်အထုတ်တူပါပဲလာလှူတဲ့လူတွေကလည်းလှူတဲ့အတွက်ကြောင့်သူတို့မှဒီကုသိုလ်ရဲ့အကျိုးတွေက ီဘဝအတွက်ရောနောက်ဘဝအတွက်ရောရမှာလေအဲ့တော့အားလုံးကနှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့အတွက်ကြောင့်အမကတော့ဒီလုပ်ငန်းကိုလုပ်ရတာရောလားလုပ်ကြတာရောအရန်ကိုဝန်တာပီတီဖြစ်ပြီးကျေးဇူးတင်တယ်မအားတော့ဟိုပြောမယ်ဆိုရင်တော့လူငယ်ပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ငွေရှာနိုင်နေပေါ့ငွေရှာနိုင်တဲ့အချိန်မှာငွေလှပေးနိုင်နေပေါ့ဆရာမကြီးတို့ကကြာတော့ဆရာဝန်လည်းဖြစ်တယ်ဟိုကျမ်းမာရေးအသိပညာတွေလည်းအများကြီးရှိတယ်လို့ အဲဆီယမိုင်းတို့ကကြတော့ပြောမယ်ဆိုရင်တော့လူအားစိုက်ထုံနိုင်တာပေါ့နော်ဒီပရဟိတအောင်လုပ်ဖို့ဆိုတာကလည်းတကယ်တကြွန်းတဲ့လူနားလေတဲ့လူတွေဥဆောင်မှုလည်းလူသေးတယ်ပေါ့ဒါမှဘယ်နေရာမှာကျမကြီးကဏ္ဍတွေမှာဆိုလဲဘာကြီးလိုအပ်တယ်ဆိုတာသိမှာပေါ့နော်အမားတို့ကကြတော့ကိုယ်လုပ်ငန်းနေလုပ်နေရတဲ့အချိန်မှာလူအားတော့မလုပ်ပေးနိုင်ဘူးပေါ့နော်အဲ့တော့ကြောင့်ငွေအားလေးတက်နိုင်တဲ့ဘက်ကနေလူပေးရတဲ့အတွက်ကြောင့်မို့လို့အမားလည်းအတိုင်းမသိဝမ်းသာပါတယ်အဲဒီအလူကပေါ့နော်ဒေါက်တာဟမ်မိတ်ကိုအပေး းကြတဲ့ခုနှစ်ရသသမီးပေါ့နော် customer တွေရဲ့အလှူလေးဖြစ်ပါတယ်အမကလည်းအမအသက်ရှင်သရွေးပေါ့နော်အကျိုးရှိတဲ့အလှူလေးကိုအမြဲတမ်းလှူဒန်းသွားပါမယ်လို့ပြောလိုပါတယ်